အားလုံးမင်းမင်္ဂလာပါရှင်ဒီနေ့တင်ဆက်ပေးခြင်းတဲ့အခြေဝတ္ထုလေးကတော့လွန်ကျူးခဲ့တဲ့စိတ်ကွယ်ရာကအချင်းဆိုရဲအခြေဝတ္ထုလေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်နေစဉ်ဇလတ်တစ်တေကိုတင်ဆက်ပေးမှာဖြစ်လို့ channel လေးကိုလိုက်ရန် subscribe လေးလုပ်ထားပြီးဘေးကခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးဖို့တောင်းဆိုပါတယ်ကဲဒါဆိုရင်ဇလတ်လေးကိုစလိုက်ကြရအောင်ရှင်သူ့နာမည်ကရာစာထောသူ့ရဲ့စာတီးအရင်ကဟိုးမြမပြည်အထက်ပိုင်းအညာမျိုးလေးတစ်မျိုးဖြစ်တဲ့ ပခုတ်ကူမျိုးလိုပဲစိုးကြပါစို့သူကိုရီးယားကိုရောက်တာနာနေကျော်6နှစ်လောက်ရှိပြီလို့သိရပါမယ်ကျွန်တော်တို့အလုပ်လုပ်နေတဲ့ကုမ္ပဏီကိုပြောင်းလာတော့တိတ်ပြီးတော့မကြသေးပါဘူးရပ်ပိုင်းမယ်ရှိပါသေးတယ်သူနဲ့ကျွန်တော်ကလုပ်ငန်းခွင်ချင်းတူကြပါမယ်အလုပ်ချိန်ချင်းတော့မတူကြပါဘူးကုမ္ပဏီကအလုပ်အလုံများပြီးပစ္စည်းအဆက်မပြတ်ထုတ်ရတဲ့လျှက်စစ်ပစ္စည်းဆက်ရုံဖြစ်တာမို့လို့နေဆိုင်နဲ့ညဆိုင်ဆိုပြီး အလုပ်ချိန်ကိုနှစ်ဆိုင်ခွဲထားပါတယ်။ဒါကြောင့် तू ကအသေးရောက်လာတဲ့လူတစ်မို့နေဆိုင်အဖွဲမှာအလုပ်လုပ်ရပြီးကျွန်တော်တို့ကလူဟောင်းတတ်မို့ညဆိုင်အဖွဲမှာ အလုပ်လုပ်ကြရပါတယ်။သူ့ကိုကြည့်ရတာအနေအေးပြီးတော့မုံမုံရီရှိပေမဲ့ तू ကအရန်နဲ့စလိတ်ကိုတော့အလွန်ကြိုက်တဲ့လူဖြစ်ကြောင်းသတိထားမိတယ်။ဘာဖြစ်လို့လဲဆိုရင်သူ့ဒီကော်မတီကိုစရောက်တဲ့နေရာစပြီးညနေဘက်တွေမှာသူ့ကိုထမင်းစားကနေမှာ တယောက်ထဲအရက်ထိုင်တောက်နေတာကိုနေ့စဉ်တွေ့ကြရတယ်။သူကလူသိမို့တိတ်မရင်းနေသေးပေမဲ့ကိုမြတ်မအချစ်ချင်းဆိုတော့တွားရင်လာရင်ခေါ်ပြောနှုတ်ဆက်သဘောလောက်တော့ရှိခဲ့ပါတယ်။ညပိုင်းထမင်းစားနားချိန်နေမှာထမင်းစားကနေသူ့နဲ့ဆုံးပြခဲ့ကြရင်လေထွေရလေးပါစကားတွေပြောပြခဲ့ကြတယ်။တခါတည်းသူကကျွန်တော်အားအရက်တောက်ဖို့ခေါ်တတ်ပါသေးတယ်။ဒါပေမဲ့ကျွန်တော်ကအလုပ်ချိန်လေးဖြစ်ကိုကိုရာရလည်းအရက်မကြိုက်တဲ့သူမို့ ရင်းပြတာများပါတယ်။ကြာတော့သူလည်းကျွန်တော်အရင်မတော့တမ်းမသိတော့နောက်ထပ်မခေါ်တော့ပါဘူး။စကားတော့အမြင်ပြောပြကြတယ်။ဒီလိုနဲ့ကျွန်တော်တို့တွေတဖြည်းဖြည်းနဲ့ရင်းနှီးခဲ့ကြတယ်။သူကျွန်တော်တို့ကော်မတီမှာအလုပ်လုပ်တာ၃ပတ်လောက်ရှိလာတဲ့အချိန်စနေနေ့ပိတ်ရညနေပိုင်းအချိန်တစ်ခုမှာသူနဲ့ကျွန်တော်ထမင်းစားခန်းထဲမှာဆုံပြစ်ကြတယ်။ကျွန်တော်ကညစာအတွက်ထမင်းချက်တယ်။ပြီးတော့စက်သားရင်ချက်ပြုတ်ပြီးတော့ပြင်ဆင်နေတယ်။ အဲဒီအချိန်မှာသူကထမင်းစာကန်ထဲမှာရှိတဲ့ဇပွဲပေါ်မှာအာလူးစော်တထုံနဲ့အရက်တောက်လိုက်ဆက်လိုက်တောက်လိုက်လုပ်ရင်းနဲ့ပုံသုံးနေရကိုတွေ့ရတယ်။ဇပွဲပေါ်မှာလည်းအရက်ပလင်းနဲ့ဆက်လိုက်တူစာတွေကပြန်ချင်းလို့ပါပဲ။သူ့ကိုကြည့်ပြီးကျွန်တော်စိတ်မသက်မသာဖြစ်လာရတယ်။ဒါကြောင့်ပဲချက်ချင်းမေးလိုက်မိတယ်။ရာစာငါ့ညီယောက်ျားလေးအရက်တောက်တာ အပြေးလို့မပြောပါဘူးကွာ။သူ့ဟာသူပုံမှန်အချိန်ခါနဲ့တော့တောက်တာနားလေပါတယ်။ မင်းအရက်တောက်တာလွန်လွန်းနေကွာစင်စင်ကျင်ကျင်လဲတောက်ဦးမှာပေါ့ကွာမင်းဒီလိုနေစေမိုးလေးရနေမိုးချုံအဆက်မပြတ်တောက်နေအောင်ထောက်ကြာလို့ရှိရင်မင်းရဲ့ကျမ်းမာကြီးထိခိုက်လိမ့်မယ်ကွာမင်းအတွက်လဲမင်းစဉ်းစားပါအောင်ဒီနိုင်ငံမှာကျမ်းမာကြီးကိစ္စတစ်ခုအဖြစ်ကိုဖြစ်မခံနဲ့တိလားမင်းတခုအဖြစ်မင်းနာမှာလိုက်ပြီးတော့ပြည့်စုံဆောင်ဆောင်မယ်မိသားစုဝင်လေအနာမှာရှိတာမဟုတ်ဘူးကွာအသက်ကိုညံဆောင်နေရရစာရဲ့သတိထားအောင် ကျွန်တော်ဒီလိုပြောတော့သူတစ်ချက်ငိုင်းသွားတယ်။ငါပြောတာမင်းအတွက်ပြောနေတာနော်။မင်းစိတ်မဆိုးနဲ့မင်းကိုကောင်းစေချင်လို့ငါညီလေးလိုသဘောထားပြီးတော့ပြောတာ။လူကိုဖြတ်တာအရာအတက်။မင်းဘအတွက်ဒီကိုလာရလဲ။မင်းဒီနိုင်ငံကိုလာတာအရာတောက်ဖို့လာခဲ့တာလား။မင်းရဲ့မိသားစုအဆင်ပြေဖို့အတွက်ငွေရှာဖို့လာတာလား။ဒီနိုင်ငံကိုရောက်ဖို့မင်းအချိန်ရောလူအားရောဘလောက်များရင်းနှီးပေးဆက်ခဲ့ရသလဲ။ လွယ်ခဲ့လို့လားတေချာတွေးပါအောင်ကွာကညီယာဟုတ်ပါတယ်အကိုပြောတာမှန်ပါတယ်အရက်တောက်တာမကောင်းဇမ်းမာရို့လဲထိကြိုက်တယ်အရက်တောက်တာမကောင်းမှန်းလည်းကျွန်တော်သိပါတယ်ဗျာဒါဆိုတည့်ရနေမင်းရဘာလို့တောက်နေရလဲရစားကျွန်တော်အရင်ကဒီလိုမတောက်တတ်ပါဘူးဒါပေမဲ့ကျွန်တော်ရင်ထဲကခံစားနေရတဲ့ဝိညာဉ်အကိုမှမသိတာ ေဒနာတွေကပြင်းလွန်တော့လေတက်တာလို့တက်တာညာတောက်ရင်းနဲ့ကျွန်တော်ဒီလိုတောက်တက်သွားတာပါဗျာနေပါအောင်ကွာသူများရဲ့ကိုရေးကိုယ်တာကိစ္စကိုဝင်မဆွတ်ဖတ်တယ်မှန်တော့ငါသိပါတယ်ဒါပေမဲ့အနေချင်းတော့သိပြစီမင်းပြောတဲ့မင်းရင်ထဲကခံစားရတဲ့ဝေဒနာဘာဝေဒနာလဲမိသားစုအရေးလားမင်းရဲ့အချစ်ရေးလားမိသားစုရေးတော့မဟုတ်ပါဘူးအချစ်ရေးပါကော ကျွန်တော်ပဲအကိုကျွန်တော်ရင်းပွင့်စရာလည်းရှိသလိုတိုင်ပင်စရာလည်းရှိတယ်အကိုအချိန်ရတယ်မဟုတ်လားအားတယ်မလားကြီးအားပါတယ်ဟင်းကလည်းကြက်နေပြီဆိုတော့ဘာမှတော့လုပ်စရာမရှိတော့ပါဘူးကဲဒါဆိုရင်ထိုင်ပြအကိုမတောက်တမ်းမဲတည်ပြီမဲစကားပြောလို့ကောင်းရော့ဘီယာတပူးလောက်တော့ချပြထိုင်ကောင်မဝင်ထိုင်လိုက်တာနဲ့သူကဘီယာကုတ်ဘူးတပူးကိုဖောက်ပြီးကျွန်တော်ကလှမ်းပြီးတယ် မိယာဘိုးကိုလမ်းယူပြီးသူ့နဲ့ချီရလုံရင် တကုံမော့တကရှေ့မှာချထားလိုက်တယ်။အဲဒီနောက်တော့သူဟာသူ့အကြောင်းအားစပြီးပြောပြပါတော့တယ်။ရာဇာထုံးနဲ့သူရမူရူကချစ်သူတွေဖြစ်ကြတယ်။ရာဇာထုံးကသူ့စာမို့ထက်ငားနေခံကြည့်ရဲ့။ရာဇာထုံးတို့မိသားစုကရန်ကုန်ပခုတ်ကူအဝေးပြေးကားတွေထောင်းပြီးစီးပွားရေးအဆင်ပြေကြတယ်။ရာဇာထုံးမှာအမ၃ယောက်ရှိပြီးသူကအငယ်ဆုံးသားဖြစ်တယ်။ ဒါကြောင့်သူတို့မိသားစုမှာရှာရှာပါပါတူရဲတော်သားဖြစ်တဲ့ရစာထုံးကိုသူ့ရဲ့မိဘတွေကရောသူ့အမသုံးယောက်ကပါ အလွန်ချစ်ကြတယ်။သူစာမိုးတို့မိသားစုမှာတော့သူစာမိုးကအကြီးဆုံးသမီးဖြစ်ပြီးသူ့အောက်ကမောင်လေးနှစ်ယောက်နဲ့ညီမလေးနှစ်ယောက်ရှိတယ်။သူစာမိုးတို့မိသားစုကဆင်းရဲတယ်။မိဘများကတာမန်လက်လုံလက်စာဆင်းရဲသားများဖြစ်ကြပြီးအဖေကလက်သမားအမေကအကျော်သေး သူစားမိုးကရုပ်ရည်ချောင်းမော့ပြီးတော့ပညာတော်ပေမဲ့ကျောင်းကောင်းကောင်းမနေခဲ့ရဘူး။ပညာရေးမှာရှစ်တန်းထိသာကျောင်းနေခဲ့ရပြီးမိဘများ စီးပွားရေးအဆင်မပြေကြတာနဲ့ဆောင်းဆက်မတက်နိုင်ပေနဲ့ကျောင်းထွက်ကမိသားစုရဲ့စားဝတ်နေရေးအတွက်ပကောက်ကုံမြို့ရဲ့နာမည်ကြီးထမင်းဆိုင်တစ်ခုမှာအလုပ်ဝင်လုပ်ခဲ့ရတယ်။သူစားမိုးကအရွယ်ရောက်လာတော့အလွန်ချောင်းမော့လှပလာတာပေါ့။သူရဲ့အချက်ကိုလိုချင်သူပေါ်ပန်းနေသူ ကာလာသားလူပြိုတွေကလည်းအလုံးများပြခဲ့တယ်။သူ့ရောင်းတဲ့ထမင်းဆိုင်လေးသူ့ကြောင့်ပဲရောင်းဝါတွေပိုတက်ခဲ့တယ်။သူ့စာမိုးကလေတယ်။သူ့စီရောက်လာတဲ့ပြို့ပြို့အိုးလူပြိုကာလာသားယောက်ျားမှန်သမျှရဲ့စည်ရဲဆုံးချင်းကိုလိမ္မာပါနဲ့ဆွားပြီးရှောင်းတိန်နိုင်ခဲ့တယ်။ဒီအထဲမှာဇွဲကောင်းဆုံးကတော့ရာစာထုံးပေါ့။ဒီလိုဇွဲကောင်းလို့လေနောက်ဆုံးသူ့စာမိုးတယောက်ရာစာထုံးရဲ့စက်ကွင်းမှာဘလို့မှယုံမထွက်နိုင်ဘူး။ သူ့ရဲ့အချစ်ကိုလက်ခံလိုက်ရတယ်။ချစ်သူတွေဖြစ်သွားကြတော့လေချစ်သူတို့တဘာဝစိတ်ွယ်ရအယံမှာမုံမမြင်လေးမမြင်နဲ့ချစ်ခဲ့ကြရင်နေရောက်စလုံးစိတ်မထိနိုင်မင်းနဲ့လွန်လွန်ကျွတ်ကျွတ်တွေဖြစ်ကုန်ကြတယ်။ရာဇာထုံးတဲ့သူစားမိုးတို့ကပခောက်ကူမျိုးမှာရက်ွက်ချင်းရနီးကြသလိုအိမ်စင်းရလည်းတိတ်ပြီးတော့မဝေးကြဘူး။ရာဇာထုံးတဲ့သူစားမိုးတို့ချစ်သူတွေဖြစ်နေကြတာကိုတစင်စကားတစင်သားနဲ့ရာဇာမိပါရီ သူ့ရဲ့အမတွေကတိသွားကြတဲ့အခါမှာဒေါသပုံထကြပါတော့တယ်။ဒါပေမဲ့ရာစားရှိမှာတော့သူတို့ဘာမှခက်ခါတည်တည်မပြောကြပါဘူး။ဒီလိုပဲမတိလိုက်မတိပါသားပဲမတိတယ်လို့ဟန်ဆောင်ပြီးတော့နေကြတယ်။နောက်ွယ်ကြမှာရာစားရဲ့အမတွေကသူ့စာမိုးတို့အိမ်ကိုသွားပြီးသူ့စာမိုးရဲ့မိဘတွေကို ရာစားနဲ့သူ့စာမိုးလိုသူများထမင်းဆိုင်မှာအလုလုပြီးယောက်သားတကာနဲ့ပလူပလဲနေတတ်တဲ့မိန်းကလေးမျိုးနဲ့ ဘလို့မှသဘောမတူနိုင်ကြောင်းဒါကြောင့်သူစမိုးရာစာနဲ့နောက်ထပ်မဆက်ပြီးတော့မပတ်သက်စေရဲတားမြစ်ပေးဖို့သွားရောက်ပြောကြခဲ့တာပေါ့ဒီအကြောင်းတွေကို သူစမိုးကရာစာထုံးကိုငိုရိုးပြီးတော့ပြောပြခဲ့တယ်ရာစာထုံးကတိသွားတဲ့ခါမှာသူစမိုးကဖြောင်းဖြားပြီးတော့နားချခဲ့တယ်သူစာဘာမှစိတ်မပူပါနဲ့သူစာကိုကိုသိပ်ချစ်တာ သူစာသိတယ်နော်သူစာနဲ့ကိုဘလို့မှမခွဲနိုင်ပါဘူး သူတို့သဘောမတူလဲဘာကြီးလဲနောက်ဆုံးသူစားကိုကိုကရအောင်ခိုးပြေးမှာပေါ့ကိုကယောက်ျားပါသူစားသူစားကိုကိုဂရီပေးတယ်တိလားကိုအစာတွေကထင်းတော့ထင်ပါတယ်မိမိနဲ့မမကြီးမမလေးမမငယ်တို့ကကိုနဲ့သူစားကိုဘလို့မှသဘောမတူနိုင်ပါဘူးလို့ဒါကြောင့်လဲသူစားကိုလက်ထပ်နိုင်ဖို့တင့်နေတဲ့ထားနိုင်ဖို့ကိုတိတ်တိတ်လေးစူးစမ်းနေတာပေါ့ကိုခု ကိုရီးယားတင်တဲ့တက်နေတာသူစားသိတယ်နော်။အင်းအဲ့ဒါဘာဖြစ်လဲ။အဲ့ဒါသူစားကိုလက်ထပ်နိုင်ဖို့ကိုစူးစားနေရလိ။ကိုကိုရီးယားကိုသွားပြီးတော့ငွေရှာမယ်။ပတ်စံစုမယ်။ပြီးရင်သူစားစီကိုပို့ပေးမယ်။တောင်းနေပြေလို့ပြန်လာရင်သူစားနဲ့ကိုလက်ထပ်ကြမယ်။သူတို့သဘောမတူလဲ။တရားရုံးကိုသွားပြီးတော့နှစ်ဦးသဘောတူလက်ထပ်ကြမယ်လိ။သူစားနဲ့ကိုနှစ်ယောက်တစ်ဘဝကိုထူထောင်ကြမယ်။နော်။ဖြစ်ဖြစ်ပါမလားကိုရဲ့။ သူစားကို့အမတွေကိုကြောက်တယ်တိလား။ဘာကြောက်စရာရှိလဲသူစား။သူစားရှိမှကိုတရားအောင်လုံးရှိတယ်။အားလုံးကိုရင်ဆိုင်မယ်။သူစားဘာမှကြောက်စရာမလိုဘူးတိလား။သူစားလောက်အမကဒီသုံးနေအတွင်းသူစားကို့ကိုတိစားရှိရှိနဲ့စောင့်နေပြရမယ်ဆိုတာပဲ။ကြားလားသူစား။ဟုတ်ဟုတ်ကဲ့ပါကို။ဒါမှကို့ချစ်ကလေးချစ်လိုက်တာကွာ။ကဲကို့ကိုပြုံးပြစားမှာဟော။ ဇက်စောကငိုထား၍ညိုရွနွဲချောင်းနေသောသူဆရဲ့မျက်နှာလေးအခုမှပဲလန်းဆန်းကြည်လင်လာတော့တယ်။နောက်လာကြရင်ကိုရံကောင်မဆောင်မိွဲသွားဖြေဖို့ရှိတယ်။ရှားမွေးအောင်ရင်ကိုနိုင်ငံသားကိုထွက်ရမယ်။ဒါဆို ကိုနဲ့သူစားကြိုင်းခွဲနေအောင်မှာပေါ်တော့ကိုနဲ့ဝဲရရင် သူစားတော့တိမာတိလာသူစားကိုနဲ့လုံးဝမခွဲနိုင်ဘူးသူစားတော့ကိုအကြာကြီးရွံ့နေရတော့မှာပဲ အခုရေကတွေးပြီးတော့ရှင်မောနေရပြီတိလာကိုဟာသူစားရလေဘာလို့ငိုနေရတာလဲကွာကိုယ်စိတ်မကောင်းအောင်လို့လုံနေပြန်ပြီကိုနဲ့သူစားနေရဖို့ခဏတစ်ဖြုံးပဲခွဲကြရမယ်ဥစ္စာအခုခေတ်ကအရင်လိုခေတ်မှမဟုတ်တော့တာအင်တာနက်ခေတ်လေဖုန်းထဲကနေသူစားနဲ့ကို နေတိုင်းတွေ့ပြီးတော့စကားပြောလို့ရတာပဲသူစားကိုယ်ကိုတတိယရေးဖုံးဆက်ပေါ့ဟိုရောက်သွားလဲကိုသူစားနဲ့အဆက်အသွယ်မပြတ်ပါဘူး နေတိုင်းဖုန်းခေါ်မယ်လေညတိုင်းစကားပြောကြမှာပေါ့အင်းဟိုရောက်သွားရင်လေကိုတူဆောင်မိမသွားရဘူးနော်ဟိုကကိုရီးယားမှာချောချောလေးတွေတွေ့ရင်မငန်းရဘူးမချစ်ရဘူးနော်စိတ်လည်းမဝင်စားရဘူးတူဆောင်ပဲချစ်ရမယ်တိလားကိုကလေးပေးနိုင်လားယင်ပေးနိုင်ပါတယ်ဗျာကိုကတူဆောင်တယောက်ထဲကိုပဲချစ်မှာတူဆောင်ကလွင့်ကျန်းနေမိကလေးတွေအားလုံးကဖွဲနေစကွဲပဲ ဘယ်မင်းကလေးကိုမှစိတ်ဝင်စားဘူး။ငန်းလည်းမငန်းဘူး။ဟုတ်ပလား။မယုံရင်သူစကိုကိုကူးချက်ချင်းတက်တည်ပြမယ်။လာ။အိုး။ရာစာထုံးကသူစမိုးရဲ့နှစ်ဖူးပြပြလေးကိုနန်းဆိုင်ရင်ကိုလုံးလေးကိုသူ့ရင်ခွေထဲကိုဆွဲသွင်းကတင်းတင်းကြပ်ကြပ်ပွေဖတ်ထားလိုက်ပါတယ်။အဲဒီနောက်ရာစာထုံးကိုရီးယားဆာမီဝဲကိုအောင်မြင်ပြီးတော့ရှီလာခန့်အကြာကိုရီးယားကိုထွက်လာခဲ့တယ်။အဲဒီချိန်တုန်းကတော့သူဟာအတောက်စားမရှိပဲ။ တကယ်လူလိမ္မာလေးတယောက်ပါပဲ။သူမရီမန်းချက်ရွရွချက် အနာဂတ်အိမ်မက်တွေအပြည့်နေပေါ်အလောက်ကပြင်းမှန်းမိမယ်လေ။စူးစားလောက်ကရင်ဘဝအတွက်မျောလင်းချက်များစွာနဲ့နေရက်တွေကိုလေသူကဖျက်တမ်းကုန်ဆုံးခဲ့တာပေါ်။အဲ့ဒီနေရက်များစွာအတွင်းမှာသူနဲ့သူစာမှုတို့လုံးဝအဆက်အသွယ်မပြတ်ခဲ့ကြဘူး။နေတိုင်းဖုန်းပြောပြကြသလိုညတိုင်းလည်းအလွမ်းနေတဲ့ရင်နဲ့အနန်းနေပေးပြီးမှအိတ်ဆက်ကြတယ်။ ရသမျှလာစာရီတွေကတချို့ကိုအိမ်ကမိဘရင်းစီကိုပို့ပေးပြီးတန်တဲ့တဝက်ကိုသူစာမိုးစီကိုပို့ပေးကစုဆောင်းစေခဲ့တယ်။ဒီလုံးနဲ့တနေ့ကြကြောက်ခန့်နေလာကြတဲ့အခါမှာသူတို့မောင်ဖြစ်သူရာစာထုံးတယောက်သူစာမိုးစီကိုငွေပို့နေမယ်။ရာစာထုံးရဲ့အမတွေကစုံစမ်းလို့သိရှိသွားခဲ့တယ်။အဲဒီကရာစာထုံးရဲ့အမတွေကသူစာမိုးအလုံးလုံးထဲထမင်းဆိုင်စီကိုလိုက်သွားကြပြီးတော့လူပုံလေမှာသူစာမိုးကိုပပတ်ဆက်ဆက်နဲ့ရန်တွေးခဲ့ကြတယ်။ သူတို့မှပို့ပေးသည်။ပတ်စံတွေကိုတပြားမကျန်စည်ရင်းနဲ့တကွာချပြပြီးပြန်ပေးရန်လဲအော်ဟစ်ဆဲဆိုတာပြောခဲ့ကြတယ်။ဒါရင်မကသေးဘူး။ရာဇာထွန်းရဲ့အမေကလည်းသူစာမိုးတို့မိဘရင်ကိုတွားပြီးသူစာမိုးနဲ့သူ့မိဘနှစ်ပါးစကလုံးကြမ်းကြမ်းတွေနဲ့ပြောဆိုပြီးရန်တွေးခဲ့ကြသေးတယ်။ရာဇာထွန်းပို့ပေးထားတဲ့ပတ်စံကိုပြန်မပေးရင်ငွေချေးလည်လည်မှုနဲ့တရားစွဲမယ်လို့လေသူစာမိုးတို့မိသားစုကိုပြောဆိုချိန်ချောက်ခဲ့ကြတယ်။နောက်ဆုံး သူစားမိုးလဲရှက်နှုံးလို့မခံနိုင်တဲ့အဆုံးရာစာထုံးပုတ်ပေးထားတဲ့ပတ်စံလေးကိုသူ့မိမတွေစီရောအကုန်ပြန်ပေးပြီးရာစာထုံးကိုအဆက်အသွယ်ဖျက်တောက်သွားခဲ့တယ်။ထုံးနေမှစပြီးရာစာထုံးမှာ သူစားမိုးဟာလုံးဝဆက်တွေ့ပြီးမရတော့ပါဘူး။ရာစာထုံးရဲ့ရင်ထဲမှာ သူစားမိုးနဲ့ပတ်သက်ပြီးဒွေဟာစိတ်တွေနဲ့မြောင်မိခဲ့ကြရတယ်လို့ဖြစ်နေခဲ့တယ်။ကြံရမရတဲ့အဆုံးမြို့မှာရှိတဲ့တငယ်ချင်းတယောက်စီဆက်တွေ့ပြီးစုံစမ်းကြည့်တော့မှ အဖြစ်မှန်ကိုရာဇာထုံးအောင်တီးခွင်ရခဲ့တယ်။တီတီချင်းရာဇာထုံးမှာတထေးရှိကိုခွင့်တလာတောင်းခံပြီးမြမပြည်ကိုချက်ချင်းပြန်ရန်စီစဉ်ခဲ့တယ်လေ။မအောင်မြင်ခဲ့ပါဘူး။တထေးကအလုံများနေတဲ့အချိန်ဖြစ်တာမို့လို့လုံးဝခွင့်ပေးလို့မရကြောင်းနောက်ထပ်၃လလောက်နေမှရမယ်ဖြစ်ကြောင်းပြောခဲ့တယ်။၃လကြာရင်ရာဇာထုံးအိမ်ပြန်မယ်လို့တွေ့ပြီးအစီအစဉ်ချနေစေမှာပဲ။နှစ်လခန့်အကြာမှာသူစားမိုးရဲ့မင်္ဂလာသတင်းကိုတငယ်ချင်းတယောက်စီကနေတဆင့် ရာစာထုံးတီးခွင်ရလိုက်တယ်။သူစားမှုမှာသူ့လုံးလုံးနေတဲ့ထမင်းဆိုင်ကသူ့အားအမြဲတမ်းပိုးပန်းနေတဲ့တန်းနိုင်ထုံးဆိုတဲ့ကောင်လေးနဲ့ရုတ်တရက်လက်ထပ်သွားခဲ့တယ်လို့တီးလိုက်ရတယ်။ရာစာထုံးမှာထိုးတဲ့ရင်ကိုကြားကြချင်းအသေးရီဟတ်တက်ွယ်ပြီးတော့အယူမီဝိုင်ဖြစ်ခဲ့ရတယ်။ထိုးချင်ရစပြီးအိယအမေနဲ့အမတွေကိုလည်းစိတ်နာလို့လုံးဝစကားမပြောတော့ဘဲငွေလည်းမပို့ပေးဖြစ်တော့ဘူး။ ဖြစ်ချင်ရာဖြစ်ဆိုတဲ့ဘဝကိုရေစုံမြော့ပြီးအသေးခွဲတဲ့ဝိညာဏကိုအရက်နဲ့ကိုးစားရင်းနဲ့နေထိုင်လာခဲ့မိရဲ့အေးကွာမင်းအကြောင်းကြားရတာငါတကယ်စိတ်မကောင်းပါဘူးမင်းနဲ့သူရေစက်မပါလို့မပေါ့မလာလို့ပဲပြောရတော့မှာပေါ့နှစ်တည်းလဲကြာပြီပဲကွာမိမိနဲ့အမတွေလဲသူတို့ရဲ့လောက်ရတဲ့နောက်တိုင်းရနေလောက်ပြီပေါ့သူတို့ကိုပြန်ခေါ်လိုက်ပါကွာမင်းရဲ့ချစ်သူသူစားမိုးကလည်းအိမ်တော်ကြသွားပြီပဲ နေတဲ့သူ့ကိုမေးပြစ်တင်နေပါပြီ။သူလည်းသူ့လမ်းကိုရှောက်နေပြီပဲမဟုတ်လား။အတိတ်ကကိစ္စအောင်မေးပြစ်ပြီးဘဝတစ်ကိုပြန်ဆောက်လိုက်ပါလားငါညီယာ။ကျွန်တော်နဲ့ချစ်သူ ဖြစ်ခဲ့တာနှစ်တွေလည်းမနည်းဘူးအကိုရဲ့။ပြီးတော့တာမန်တမီးစားဘဝမှာမဟုတ်တာ။လွယ်လွယ်လေးတော့ဘယ်မေးပြစ်လို့ရပါမလဲ။အပတ်ဆိုရင်မိအမေနဲ့အမတွေဘလို့ပဲပြောပြော သူမင်းဘကောတကယ်တစ္ဆာရှိမိပြန်လာတည်းဒီစောက်မှာပေါ့ကွာ ုတ်ပါတယ်ကျွန်တော်အပေါ်ကိုသူဒီလိုရရဆက်ဆက်တင်းစင်းချိုးချိုးတော့ရက်လိမ့်မယ်လို့ကျွန်တော်လုံးဝမထင်ခဲ့ဘူးကိုရထင်မထားတဲ့သူကဒီလိုလုပ်သွားတော့ပို့ပြီးတော့ခန်းစားရတာပေါ့အေးပါကွာမင်းရဲ့ခန်းစားချက်ကငါနားလေပါတယ်ကိုချင်းလဲစားပါတယ်ဒါပေမဲ့မင်းရဲ့ဘဝကိုဒီလိုအရက်နုံနဲ့မှာတော့တသက်လုံးနဲ့မထားသင့်ဘူးကွာမင်းဘဝနေမွန်းသွားလိမ့်မယ်အကူပြောတယ်လို့ကျွန်တော်လဲ သူ့ကိုမေ့ပြဖို့စ조사နေပါတယ်ဗျာဒါပေမဲ့ညာစာထုံးကဒါပေမဲ့နောက်တွင်စကားကိုရှေ့မဆက်ပဲခန္ဓာရထားသဖြင့်ကျွန်တော်စိတ်ဝင်စားမိသွားတယ်ဒါပေမဲ့ဘာဖြစ်လဲကွာဒါပေမဲ့သူအခုကျွန်တော်စီကိုပြန်ဆက်တွေ့လာတယ်ဟေးသူ့မကိုခလေးတယောက်တောင်ရနေပြီအကိုတမီးလေးပါသူနဲ့ကျွန်တော်အဆက်အသွယ်ပြတ်နေတာလေကြားခဲ့ပါပြီ ူအိမ်တော်ကြသွားပြီးရရပဲဆိုပါတော့လေဒီချိန်ကျမှ तू ဟာကျွန်တော်စီကိုပြန်ဆက်တွေ့လာတယ်ဟင်ဘာသဘောလဲကွာ तू ကျွန်တော်ကိုတောင်းပန်ခြင်းလို့တဲ့ तू ရမ်းမသွားပြီးလို့ပြောတယ်ကို तू အခုမှအရန်တော်တရနေတယ်တဲ့တန်းနိုင်ထုံးကို तू လက်ထပ်တာချစ်လို့မဟုတ်ဘူးတဲ့လေကျွန်တော်အမေအမတွေကိုစိတ်နာလို့ကျွန်တော်ကိုအရွေးတိုက်ခြင်းလို့သာ तू တမင်တက်တံမချစ်ဘဲနဲ့လက်ထပ်ခဲ့တာတဲ့ ။မချေဖိုင်းနဲ့လက်ထပ်ရတော့အခုသူတို့အိမ်တော်ကြီးလည်းလုံးဝအဆင်မပြေဘူး။ရန်လေးခဏခဏဖြစ်တယ်တဲ့။ရန်ဖြစ်ရင်တန်းနိုင်တော့ကကျွန်တော်နဲ့သူအရင်ကဖြစ်ခဲ့တဲ့ကိစ္စလေးကိုစကနာထိုးပြီးတော့အမြဲတမ်းပြဿနာရှာတယ်လို့လို့သူအရင်စိတ်ဆင်းရဲရတယ်လေ။သူဟာကျွန်တော်ကိုပဲချစ်တာတဲ့။ကျွန်တော်နဲ့သာလက်ထပ်ဖြစ်ခဲ့ရင်သူဒီလိုခံစားရမှာမဟုတ်ဘူးလို့လည်းပြောတယ်အကုန်။ကျွန်တော်ဘာလို့ရမလဲ။အကြံပေးပါဦး။ သူကဘာလို့ဆိုလို့လဲဆိုတာကျွန်တော်ချက်ချင်းသဘောပေါက်ပါတယ်။ဒါကြောင့်ပြန်မေးလိုက်တယ်။ဒါဆိုအခုနောက်ပိုင်းမင်းတို့အရင်လိုပြန်ပြီးတော့ပတ်သက်နေကြရပေါ့။ကျွန်တော်ရဲ့စကားကြောင့်သူရှက်ကိုရှက်ကန်ဖြစ်သွားရင်တူတယ်။နောက်မှလေးတန်းတုတ်တုတ်နဲ့မျက်နှာလွှဲပြီးပြန်ဖြေတယ်။ဟုတ်တယ်အကိုသူလာပြောနေလို့ကျွန်တော်လည်းသူ့ကိုတနာတာနဲ့ပြန်ပြီးတော့လက်ခံပြောနေမိတာပါ။ဟိုတလုံးကတော့သူ့မှာအခက်ခဲဖြစ်နေတယ်ဆိုလို့ ပတ်စံဆဲတဲ့လွှဲပြလိုက်ရသေးတယ်။ဒါမဖြစ်တဲ့ကိစ္စပဲငါညီ။မင်းတို့ तू လုံးဝမဆက်သွယ်သင့်တော့ဘူး။နောက်ပြီးမင်းလဲသူနဲ့လုံးဝမပတ်သက်တဲ့တော့ဘူးကွာ။သူ့မှာအခုဆိုရင် ကာမပိုင်လျောက်ကြာရှိနေပြီ။နောက်ပြီးတော့သူနဲ့ရတဲ့တမီးလေးတယောက်လည်းရနေပြီပဲဥစ္စာ။အိမ်တော်ကြီးဆိုတာခလေးကစားစရာမှမဟုတ်တာ။မင်းတို့အရွယ်တိုက်ပြီးရယူယူဘလို့အเจ้าမျိုးနဲ့ပဲယူယူ။ အခုချိန်မှာသူဟာလွတ်လပ်သူမဟုတ်တော့ဘူးကာမပိုင်လျောင်ကြားရှိပြီးသားအိမ်နောက်ရှင်မတယောက်ဖြစ်နေပြီမင်းတို့နှစ်ယောက်ကစီးချနေပြီလေကွာသူအနေနဲ့လျောင်ကြားဖြစ်သူသူ့ရဲ့အိမ်နောက်ဘက်ဘက်ကို တစ္ဆာရှိရမယ်သူ့ကိုသူထိမ့်သိမ့်ရမယ်လေသူဒီလိုမလုပ်တင်တော့ဘူးဒီလိုကိစ္စမျိုး အကိုကတော့လုံးဝအားမပေးဘူးငါညီဒါဟာမကောင်းတဲ့ကိစ္စပဲသူဟာမနှမ်းထိုက်တဲ့ပန်းမင်းကွာ မရှင်ရှိပြီးသားပန်းတဝင်ကိုမိမျက်နှိုးနေမိဟာကြားကိုလီကောင်ဖြစ်သွားမှာပေါ့လောကကြီးမှာမိမာတွေပေါ်ပါတယ်ကွာပန်းရှင်မရှိသေးတဲ့ပန်းကိုပဲမိမျက်နှိုးစွာနဲ့ပန်းစင်ဆမ်းမှာငါညီရသူများရဲ့အတိုင်မြုံကိုမဖြက်စည်းခြင်းဆမ်းမှာနေမင်းစိတ်ကြိုက်မကြိုက်ကြိုက်မင်းတို့ကိုဝေးဝေးရရှောင်တဲ့နေလို့အကုတ်ပြောချင်တယ်ကျွန်တော်စကားဆုံးသွားတဲ့အခါသူတိတ်ဆိတ်သွားပြီးခေါင်းငိုက်ဆိုင်ကြာသွားတာကိုတွေ့လိုက်ရတယ် ထိုစဉ်သူ့ဖုန်းစီမှာတီကနေအတန်တစ်ချက်ထွက်လာပြီးမထင်မှတ်ပဲသူ့ဖုန်းကိုလှမ်းကြည့်လိုက်ရဖုန်းခေါ်ထားတာလားအခုဘာလုပ်နေရလဲစစ်အားပြီးဆိုတဲ့မက်ဆေ့လေးကိုတွေ့လိုက်ရပါတော့တယ်ကျွန်တော်လည်းတပ်ပြင်းမောချင်ရင်အခန်းထဲကိုဝင်လာခဲ့လိုက်တယ်တလခန့်ကြာမှာရာစာတွန်တယောက်အလုတ်သမားခေါင်းဆောင်နဲ့စကားမြှား၍အလုတ်မှာထွက်သွားတယ်ဟောဒီအဲဒီနောက်ပိုင်းသူနဲ့ကျွန်တော်အဆက်အသွယ်မရှိတော့ သူ့အကြောင်းလည်းဘာမှထပ်မသိရတော့ပါဘူးတရုံနှစ်အောင်မကြော်သင့်တဲ့စီကိုကြော်ပြီးတော့ဆက်ပြီးတော့မပတ်သက်မိပါစေနဲ့လို့ပဲကျွန်တော်ဆုတောင်းနေမိပါတယ်